အားလုံးပဲမင်္ဂလာပါရှင်။အာစင်တူတဆောင်ရတဆောင် channel မှာပြန်လည်ကြိုဆိုပါရစေ။ကျမကတော့ခင်ဦးဖြစ်ပါတယ်။ဒီနေ့မှာတော့ဆရာမတကုံခင်ခင်လေးရဲ့အခန်းဆဲဝတ္ထုရှိကိုတင်ဆက်ပေးနေတာ။အပိုင်း၃ကိုရောက်ပါပြီရှင်။ခန်းစားနာဆင်ပေးကြပါဦးနော်။အခန်း၃တရဝါတို့မြည်သည်တာယာတွင် နားကျင်ကြ၏။ အနိဋ္ဌာယုံကို အလိုမရှိအိဋ္ဌာယုံကိုသာ နှင့်လိုကြ၏ငိုတန်ထဲရေတန်ကို ကြိုက်နှင့်တတ်ကြသည်ဆဲတန်ထဲသချင်းဆိုတန်ကိုနှဝင်ချိုကြမည်အစင်မပြေသည့်ထက်အစင်ပြေသည့်ကိုရာကြည့်လို့မြင်လို့ကြသည်မှာလူတို့ဓမ္မတာကြီးတစ်ခုဖြစ်လေတော့၏ထိုနည်းတူစွာကာနေဥချက်တောင်းမှလည်းအိမ်တွင်အနားယူရတော့အခိုက်အတန့်ကလေး၌အိမ်မူရေစာဖြစ်နေသောဒေါခင်ခင်ကြီး၏အခန်းထက် စန်းရယာတန်ကလေးတအီအီတချင်းတန်ကလေးတတော်တော်ရေကမောကတလှဲ့စဖက်တန်စကြက်တန်ကလေးတလှဲ့နေရှိနေသောတာသမီးကလေးများနေထိုင်ရာအခန်းအနီးတွင် တရည်တည်တည်ပြုကနှစ်သိမ့်ကျေနေ၍နေရှာလိမ့်၏ဒေါခင်ငင်ကြီးမှအိမ်တွင်ကိစ္စကိုဘာမှဂယုပြုလာသူမဟုတ်ပေမြေသူမြေတို့ပင်ဖြစ်နေစေအရေးမကြီးမိမိကိုယ်ကိုတတ်တာနိုင်သမျှတတ်တာစွာစည်းစိမ်ခံမှု အလှအပပြုပြင်မှု အကောင်းဆုံးအစမ်းဆုံးအဖိုးတန်အဝတ်များကို ဝစ်စင်ကအထက်တန်းစားပွဲနေပွဲထိုင်များသို့ထိတ်ဆုံးမှသွား၍ထိုင်ခြင်းမိမိကဲ့သို့ဇရိုက်တူဂုံကြီးရှင်ကတော်အချင်းချင်းများထံသို့သွာလာလဲပတ်နေခြင်းအနောက်တိုင်းသားမျက်နှာဖြူများနှင့်လည်းများစွာအပေါင်းတင်ပြူလျက်၎င်းတို့၏ထမင်းစားပွဲများတို့မကြာခဏသွားရောက်ရခြင်းမျက်နှာဖြူအနောက်တိုင်းသားတို့၏အမူအလေကိုမနောခွေနှစ်ချိုက်သူဖြစ်သည့်အလျောက် အဖော်နှိမ့်၍မရသောဦးချစ်တောင်းကိုထားခဲ့လျက်တကိုယ်ရဲမျက်နှာဖြူတို့၏ကပွဲကြီးများသို့တက်ရောက်ခြင်းစသောအလုံများနှင့်သာအချိန်ကုန်စေပြီးလျင်အိမ်တွင် နေသောအချိန်များ၌မူကားအစီကံများကိုမြည်တွန်ကျင်းဝါခြင်းဦးချစ်တောင်းနှင့်မျက်နှာချင်းဆိုင်မိသောအခါများတွင် စကားပြောရင်းနှင့်ဘူးကြခြင်းဖြင့်သာအချိန်ကုန်ခဲ့၍အိမ်တွင်ရေးသားရေးသမီးရေးတို့ကိုဘာမှမသိဘဲရှိနေကလေး၏တို့နေခဲ့ရာတွင် မင်းနာတထောင်မင်းမြော်တထောင်ဆိုသလိုထော်ခင်ငင်းကြီးထံတွင် ထွက်ဝင်ခါစား၍မြောက်ကပင့်ကမင်းလိုလိုက်မင်းကြိုက်ပြောနေသောကက်စားရက်စားမိမကြီးများသည်ညွမေအားဥချက်တောင်းအေးပေးထားခြင်းကို မနာလိုမရှုစိတ်ဖြစ်နေကြသည့်အလျောက်ထော်ခင်ငင်းကြီးဤနာသို့အထင်အမြင်မှားလောက်အောင်ဂုံချောစကားပြောကြလိမ့်၏သခင်မကြီးဖျားသခင်ကြီးဟာလေဆ iam မညွမေကိုတိတ်ခယူဆိုင်နေတာပဲ တခင်မကြီးကတိတ်မျက်နှာလွှဲမထားပါနဲ့ဖေ။စသောစကားများမှာတော်ခင်ရင်ကြီးအားဦးချစ်တောင်းအပေါ်တွင်အထင်အမြင်မှားစပြုလာစေတော်၏။တနေ့သောတနင်္ဂနွေနေ့တွင်တော်ခင်ရင်ကြီးမှာမျက်နှာဖြူအရာရှိကြီးတူဦး၏အိမ်မှာဖိတ်ကြားထားသောသမင်းစပွဲနှင့် ကပွဲတို့တွားရောက်နေလေ၏။ဦးချစ်တောင်းမှလည်းတယောက်ထဲအနာယူကစာကြည့်ကန်းကြီးတွင်သတင်းစာကြည့်လျက်ရှိနေ၏။ ဆ ्याम မညုံမင်းနှင့်ကလေးများမှာနေအားဖြစ်သည့်အလျောက်ကစားကန်ကြီးတဲ့တွင်စံနရသံတချင်းသံကလေးတအေးအေးနှင့် ရှိနေကြလေ၏။ဥချစ်တောင်းသည်တရင်စာဖက်ရမှာပြင်းရင်ငင်းငွေလာချိန်တွင် ကလေးများခန်းစီမှစံနရသံကလေးနားထဲတွင်ဝင်ရောက်လာသောကြောင့်အမတ်မထင်ထလာခဲ့လေ၏။ဥချစ်တောင်းသည်တကားဝါမှ ရက်ကြည့်လိုက်သောအခါ အပါကလေးသည်လှုပ်ကလက်ထိုင်တွင်တက်ဆင်ထားသော မြင်းရုပ်ကလေးပေါ်တွင် ခွာစည်းလျက်ဆိုင်းချက်နှင့်မြင်းရုပ်ကိုလှုပ်စည်းရင်းကြောင်းမှတင်ပေးလိုက်သောပုတ်ထရီတပုတ်ကို မပီကလာပီကလာနှင့် အရာကျက်ဆူလျက်ရှိလေသည်ဆ iam ညွမေမှာဆန်းရကိုနှိပ်လျက်ညွမေ၏ဝဲရတစ်ဖက်တစ်ချက်တွင်မူကမေကထူမခြားနာတခြင်းကိုသိဆို၍နယ်လီက စီးလိုက်လျက်ရှိနေသည်ကို တွေ့ရလေ၏ ဦးချစ်တောင်သည်တမီးကလေးသားကလေးများကိုကျင်းသက်သောပြုံးချင်းဖြင့်ပြုံးရွှင်စာစိုက်ကြည့်နေမိပြီးလျှင်တမီးအကြီးကလေးမေမှာဤမြခက်ခဲသောတချင်းကြီးမျိုးကို လေယူလေထားလေတမ်းမမှန်ဖြင့်တီဆိုတတ်နေသည်ကိုလည်းဝမ်းသာအားခြင်းဖြစ်သွားမိရရှာလေသည်ဦးချစ်တောင်မှငယ်စဉ်ကရှေးတချင်းကြီးများတီဆိုတိမှုံမှုကိုအတော်ကလေးဝါကနာပါခဲ့၏အသင့်အတင့်လဲဆိုနိုင်တီးနိုင်ခဲ့လေ၏ ို့တော့ယခုအရွယ်သို့ရောက်တည်တွင်က လူကြီးပိုင်းရောက်၍အပေါင်းအသင်းများကိုတိုက်ခါအိန္ဒြေနှင့်ပေါင်းသင်းဆက်ဆံနေရသောကြောင့်အပြင်တွင်စိတ်ပျော်ရွှင်မှု စိတ်အငြင်းဖြေမှုများနှင့်မတွေ့ကြုံခဲ့မဆုံခဲ့ရသည့်အပြင်အိန္ဒြေလည်းစိတ်ကြည်လင်ချမ်းမြေ့ပွေရာဖြစ်သောအဆိုပါဖြောပြမှုမျိုးနှင့်ကြုံတက်ရန်အခွင့်အရေးမတားနိုင်ပေ။ဤယနေ့မှတိုက်တိုက်ဆိုင်ဆိုင် လာရောက်တွေ့ကြုံနေရသောအခါ ဦးချစ်တောင်းမှာဂီတာအင်းဖြောပြမှုအရာတာကိုခံစားလိုသည့်ချင်းချင်းကလေးဖြစ်ပေါ်လာမိသဖြင့်ဇန်နရာအနီးသို့ရောက်တည်တိုင်အောင်ဝင်လာခဲ့လေ၏ဟောဒေဒီလာပြီဆမ်မဒေဒီကမေရုသချင်းဆိုတာလာနာထောင်နေတယ်ဟိုဆိုကမေနယ်လီနှင့်အပါတို့သည်ဦးချစ်တောင်းကိုဝိုင်း၍ဖတ်ကြလေ၏ညို့မေလည်းအတီးကိုရက်နာကား သားသမီးများအလဲတွင်ပြုံ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 နှင့်နေရှာသောဥချက်တောင်းကိုလှဲ့၍ကြည်လိုက်မိလေ၏။ဆရာမကတချင်းကြီးတွေလည်းတီးနိုင်ပါကလား။ဟုတ်ကဲ့။ကောလိတ်နေတော့ငါအကြောင်းအားတဲ့အခါတိုင်းဆန်းနရဆရာနဲ့ခေါ်တင်ခဲ့ဘူးပါတဲ့။ဒါကြောင့်မေတို့ကိုလည်းနည်းနည်းပါးပါးစိုးနိုင်တီးနိုင်အောင်တဆင့်တင်ပေးတာပါ။အင်းအင်းကောင်းတယ်။ဆရာမကလေးလက်တန်ဟာအတော်ကောင်းနေတယ်။ ဦးလဲငငယ်ရတော့တချင်းကြီးတွေအတော်သီးဘူးတာပဲဟိုဆိုရင်မေဒီဥချစ်တောင်းလက်ကိုဆွဲကဒဲဒီလဲတိတက်တယ်လားဟုတ်လားကြည့်ပါဦးဒဲဒီတိတက်ရတဲ့မေတို့ကိုတင်မပေးဘူးဟုတ်ပြောလေဤနယ်လီနဲ့အပါကလည်းဟင်ဒါဖြင့်ဒဲဒီတိပြပါလားဒဲဒီရဲ့ဆရာမနဲ့မေကဆိုနော်နော်ဟုတ်ဝိုင်းပူစာကြတော့ကြောင်းဥချစ်တောင်းမှာစိတ်ပျော်လာပြီး ဆန်နရထိုင်ကုန်ကြီးပေါ်တို့ဝင်ထိုင်လိုက်လျက်ကဲကဲဒေရီတီးပြမယ်မင်းတို့ဆီယမကလေးအားဆိုပါစေဟုတ်ပလားကိုင်ဆီယမဘာရတယ်လဲဆိုဟုတ်တယ်ဆီယမဆိုပြနော်မင်းတို့ဆီယမဆိုပြီးဒေဒီကတီးတာတိတ်နားထောင်စီနေတာပဲဆိုပါဆီယမရဲ့ကဲခုနကမင်းဆိုတဲ့ထူးမခြားနာပဲဆက်ပြီးဆိုပြနော်ဆီယမ ဟူတိုက်တွန်းကြပြီး အပါကလေးကလည်းညွတ်မီဤလက်ကိုဖြစ်ညစ်ကချို့ပါချောင်းမရ ချို့ပါပါလဲနားထောင်ကျင်လာပြီးဟူပူဇာနေပြန်သဖြင့်ညွတ်မီမှာထူမခြားနာတခြင်းကြီးကိုစတင်သီဆိုလိုက်ရလေ၏စန္နယာနှင့်လက်နှင့်နှစ်ပေါင်းအတန်ကြာဝေးကွာနေသောကာနယ်ဦးချစ်တောင်သည်စိတ်ပါလက်ပါတီး၍ကောင်းနေပြီလျင်လေတံခက်အေးအေးနှင့်သီဆိုနေသောညွတ်မီဤထူမခြားနာတခြင်းခံကြီးမှာ အဆိုရောအတိပါစီဝင်စီထွက် လက်ကြညီလျက်ရှိနေလေ၏။ဆိုသူနှင့်တီးတူတို့မှလက်တွေ့နေသလားနားထောင်နေရသူကလေးများတွင်လည်းမငင်းနိုင်အောင်ရှိကအပါကလေးမှမူကတောင်မသိမြောင်မသိနှင့်လက်ကလေးများမြောက်ချီကွေးချီပြုကကခုံပျော်ရွှင်နေရှာလေ၏။အိမ်တွင်သားကလေးသမီးကလေးများနှင့်ယခုလိုပျော်ရွှင်စွာ နေလိုရှာသောဦးချစ်တောင်မှဤနေ့မှပင်အလိုပြေရှာတဲ့ကဲသူ ပျော်ရွှင်ခြင်းနဲ့နေရှာလင်၏တို့ပြောမိရှာသည့်အထဲမှာပင်ဤဝိုင်း၌မိမိဇနီးဒေါ်ခင်ခင်ကြီးသာလိုက်လျောပျော်ရွှင်စွာပါမည်ဆိုပါကသားသမီးကလေးများမှလည်းအတိုင်းထက်အလွန်တကွနှင့်ဖျားကဲ့သို့ယခုတက်ပင်ပျော်ရွှင်မဆုံးတပြုံးပြုံးဖြစ်ရလိမ့်မည်ဟုတွေးထင်လိုက်မိရှာ၏တို့ရတွင်ဒေါ်ခင်ခင်ကြီး၏တဖက်သက်စိတ်နေစိတ်ထားကို တွေးမိလျက်စိတ်အပြည့်ကြီးပြက်မိပြန်လေ၏ တို့နှင့်ပျော်ရွှင်သော အချိန်ကလေးမှာကုံမန်းမသိကုံရွေးသွားပြန်၏။ဥချက်တောင်းမှာတာသမီကလေးများနှင့်ပျော်ရွှင်လက်ဆကြောင့်ညကော်ဖီတောင်းရန်ကိုပင်မိမိအခန်းသို့မသွားတော့ပဲကလေးများနှင့်အတူကစားကမ်းတွင် ဝိုင်းဖွဲ့ပျော်ရွှင်စွာ ကော်ဖီများတောက်ပြီးစန္ဒယားကိုဆက်လက်တီးနေလေ၏။အိမ်ရှိအစီကံများမှာဥချက်တောင်းကလေးများရှိရာအခန်းတွင်ထူးခြားပျော်ရွှင်နေသည်ကိုဤတစ်ချိန်သာတွေ့မြင်ဘူးသဖြင့် အထူးအဆန်းကဲ့သို့ဆောင်းမရိတ်ချင်းကြည်နေမိကြလေ၏တို့နှင့်တစားတစားအချိန်မီမျှကြသွားသည်မသိအပါကလေးမှ ဆိုဖာတစ်ခုပေါ်တွင်ရှေးဦးစွာအိပ်ပျော်သွားလေ၏နယ်လီနှင့်မေတို့လည်းနားထောင်ရင်းပင်မျက်လုံးမေးကတပြေးပြေးအင်ငိုင်းလျက်ရှိကြ၏ဦးချစ်တောင်းမှစန္ဒယာတည့်၍ကောင်းနေတုံးဖြစ်၍ညွတ်မေမှလည်းဦးချစ်တောင်းစိတ်ခိုင်းချက်အရာစိန်ချဲချူးတန်းကိုဆက်၍ဆိုရပြန်လေသည်ဖြစ်ရာ အချိန်မှလည်းလူကြီးတိတ်လျက်ညင့်အတော်နဲ့နေပြီဖြစ်၍အစိုးနှင့်စန္ဒယာတန်တို့မှတိုး၍တာယာနာပြောပွဲကောင်းလာသည်ဟုထင်ရလေ၏။ဥချစ်တောင်းမှတစုံတရာ မစင်စားပေ စန္ဒယာနှင့်နှစ်ပေါင်းများစွာ ကွဲကာနေတော်လဲလက်အတွေ့ကြီးတွေ့နေသဖြင့်မလွတ်ချင်အောင်ရှိကဆက်၍တီးမြဲတီးနေရှာ၏။သူဤစိတ်မှညွတ်မေအားမိမိသမီးကလေးမေနှင့်အလားတူချစ်ခင်နေသူဖြစ်ပြီးလျှင် ညမေကိုယ်တိုင်ကလည်းဖခင်နဲ့မချာချစ်ခင်ကြည်ညိုနေသူဖြစ်၍ဤသို့မြအတူအထွေမတွေးပဲနေခဲ့လေ။ဟင်ကြည်စမ်းမအောင်ဟုတ်လိုက်ကြတာ။ကလေးတွေအိပ်ပျော်နေရတောင်မသိကြဘူး။ဟိုလူကြီးကလည်းကို့အရွယ်ဝုတ်ဒီနဲ့မလိုက်။ဟင်ဟင်။ဟူမိုးချင်းတန်လို့ပြစ်တင်ပြောဆိုလိုက်တော့ဒေါခင်ခင်ကြီးရဲ့အတန်ကိုကြားရမှာရုတ်တရက်သတိရကြလေ၏။ ဦးချစ်တောင်းလည်းလှဲ့ကြည့်ကရိုးသားတိခိုင်သောမျက်နှာနဲ့ပဲ။"ဩခင်ခင်ပြန်လာပြီလား။ကျုပ်လည်းပြင်းပြင်းရှိတာနဲ့ကွယ်ဆရာမကလေးစနေရတီးတာလာနားထောင်ရင် ဝင်တီးနေမိတယ်။ဟဲဟဲမတီးတာလည်းတော်တော်ကြာလို့မေ့ကုန်ပြီလား။အောက်မေ့ပါရဲ့။တီးကြည့်တော့လည်းလက်အတွေ့သားပဲ။လာလီမင်းရောနားထောင်အောင်မလား။ကျုပ်တီးပြအောင်မယ်။ဟုပြောသည့်တိုင်အောင် တော်ခင်ခင်ကြီးမှမျက်နှာမချိုနိုင်။ ိုးညစ်နေပါပြီနားမထောင်မရစီနဲ့တော့ဟေးမဟုတ်တယ်ကလေးတွေကိုနေရာတကျအိပ်ပါစီတော့လားဟုဆိုကလှဲ့ထွက်သွားတော့ကြောင်းကဲကဲဆီယမလေးအပါအိုရွှေ့မီးတို့ကိုလည်းနှုတ်ခေါ်သွားလိုက်ပါကွယ်ဟုဆိုကဥချစ်တောင်းလဲသူ့ရဲ့အခန်းရှိရာသို့ပြန်သွားလေ၏ကြံ့ရက်တော်ညွတ်မေလဲမေနှစ်နယ်လီတို့ကိုနှိုးကအပါကုံမူကိုယ်တိုင်ပွဲ့ယူလာပြီးအိတ်ခမ်းထဲတွင် နေသားတကြယူရကျင်နာစွာတိတ်လိ၏အကြီးမကလေးနှစ်ယောက်ကိုလည်းထုံနှင်းတူစွာညဝင့်အင်းကြီးကလေးများကိုယ်တိုင်လဲလှယ်ပေးပြီးအိယာအသည်သည်တို့တွဲပို့၍ဆောင်ကလေးများကိုကြကြနနထွေးချုပ်ပေးခဲ့ပြီးမှမိမိအိယာကရင်ထက်စီတို့ပြန်လာခဲ့လိ၏ကြည်လင်ငိမ့်သက်သောရေအိုင်ကလေးအတွင်ရှိရွှွန်နွန်တွင်ငုံရှိုးနေသော အလိုက်မသိသည့်ငရံစိုးတကောင်လှောက်ရှားမှုကြောင့်အမုံအနေတွင်ထသွားသည်နှင့်မချား ဦးချစ်တောင်းနှင့်ညို့မေတို့မှစောစောကအပြစ်ကင်းစွာသောပျော်ရွှင်မှုကလေးမှဒေါခင်ငင်ကြီး၏အထစ်အငော့မကင်းသင့်စကားနှင့်တုံမုံသောမျက်နှာထားကြောင့်စိတ်ရှုံနှောက်ကြည့်သွားမိကြ၏ဦးချစ်တောင်းသည်မိမိအခန်းသို့ရောက်တော်လဲမိမိ၏စိတ်ပျော်ရွှင်မှုကလေးကိုလေမုန်တိုင်းဆင်၍ဖြည့်ဆည်းခြင်းခံလိုက်ရသောကြောင့်ရုတ်တရက်မအိပ်သေးဘဲစောင်းတော်ကူပရန်တာကလေးတွင်အမတ်မတင်လမ်းလျှောက်လျက်ရှိသည့်ဖြစ်ရာထိုတို့လမ်းလျှောက်ရင်းပင် ကလေးတွေအိပ်နေသောအခန်းသို့ လှမ်း၍မြင်မိပြန်၏အခန်းများမှာကြည်လင်တန့်ပြန့်သောမှန်ပရင်းများဖြင့်သာတက်ဆင်ထားတော့ကြောင်းကလေးများကိုယူရကြနာစွာ ဆောင်းကလေးများထွေးချုံတိတ်နေရှာသူညွှန့်မေကိုမြင်လျင်ကိုရာရှိတွင်မချာ စေတနာဖြူစင်စွာထား၍မိမိသားသမီးများကိုတနာချစ်ခင်ရှာပေသည်ဤကလေးမသည်အရွယ်ငယ်တော်လည်းတဘောဖြူဦးစင်းနှင့်စိတ်ကောင်းရှိရှာပေသည်ဟုစိတ်ထဲမှချီးမွမ်းမိရှာ၏ မိမိရင်သွေးများကိုပူဖိရင်ဖိဂယုဆိုင်ရှာသဖြင့်လဲကျေးဇူးတင်မိရှာ၏တို့နှင့်အကောင်းကိုတွေ့မြင်ရလျင်အဆိုးကိုလည်းတစ်ဖက်မှ တွေ့မြင်ရမည်ဓမ္မတာအတိုင်းမိမိ၏ဇနီးဖြစ်သူကလေးများ၏မိခင်ဒေါခင်ခင်ကြီးကိုသာဤဆ ्याम ကလေးလိုတာသမီများအပေါင်းဂယုဆိုင်တတ်မည်ဆိုလျင်ကောင်းလေစွာဟုစဉ်းစားမိ၏ထို့သို့စဉ်းစားမိလျင်ဒေါခင်ခင်ကြီးမှဤသက်မြည်သည့်နည်းနည်းမြမိမိကြိုက်သလိုဖြစ်လာနိုင်မည်မဟုတ်ကြောင်းသိရသည့်အတွက်လည်း စိတ်အပြည့်ကြီးပြည့်၍သွားရှာလေ၏ညမေမာလည်းထိုညအဖို့မိမိအိယာပေါ်သို့ရောက်တည်တိုင်အောင်တော်တော်နှင့်အိမ်မပြောရှာခြင်းဤအိမ်သူအိမ်သားများအကြောင်း ထွေရလေးပါစဉ်းစားနေမိရာမှာကာနေဦးချစ်တောင်း၏စိတ်တဘောကောင်းပုံနှင့်ဒေါ်ခင်ငင်ကြီး၏အပေါင်းခတ်သောစိတ်နေစိတ်ထားများကိုစဉ်းစားမိကမိမိဤအိမ်တွင်ကြာရှည်အလုံးလုံးနေ၍ဖြစ်မှဖြစ်ပါလိမ့်မလားဟုစဉ်းစားစိတ်ပူမိရှာလေ၏ ဒေါခင်ငင်ကြီးဤမနှင်းမြို့သောအမူအရာမှတပါဤအင်ကြီးတစ်ခုလုံးအကောင်းဘက်ကကြီးနှင်းနှင်းဖြစ်နေပြီးကလေးများကလည်းမိခင်ရင်ပမာများစွာခင်မင်းနေရှာကြသောကြောင့်ညို့မေမှာတခြားအလုတ်ကိုကူပြောင်းလုတ်ကန်ရန်မကြံရက်ရှာအောင်ရှိရကမိမိဘက်ကဝတ္တရားမပြည့်ရ အလုတ်ရှင်များဤစိတ်ကြိုက်ကိုအစအစလိုက်ရောနေထိုင်ရန်သာတန်နိဋ္ဌံချလိုက်မိရှာလီတော့သည်တခင်မကြီးဖျား ခင်ကြီးကအိမ်မှာအနားယူနေတဲ့အချိန်တိုင်းကလေးတွေနဲ့နေတာပဲဆရာမကလေးကိုလည်းအတော်မျက်နှာပေးတယ်ဥွေလကောင်တခင်မကြီးဖေးရမနေ့ကတခင်မကြီးဒင်နာပါတီတွားနေတော့ကတခင်ကြီးကစန်းနီယာတီလို့ဆရာမကတချင်းဆိုလို့မေရိုးကကလို့တိတ်ပြောကြတာပဲဖေးရဥွေလကောင်တခင်မကြီးဖေးရပိုအခန်းထဲမှာဆရာမကလေးကိုတခင်ကြီးကိုယ်တိုင်ခေါင်းကိုက်ပြောက်စေးတွေတိုက်နေတယ်ဟူ၍လည်းကောင်း တနေ့ကအကြောင်းကပွဲမှာမေတချင်းဆိုတာတခင်ကြီးသွားကြည့်ပြီးအပြန်ကြတော့ဆရာမနဲ့အတူပြန်လာကြတယ်ဖေယားဟူ၍လကောင်းအိန္ဒူအစေကံမကလေးများဤမျက်နှလုံးမျက်နှာပြောကြတော့စကားတို့မှာတောခင်ကြီးကြီးတွင် အမှုမဲ့အမှတ်မဲ့မနေတာအောင်ရှိလာပြန်လေ၏အိုးချစ်တောင်းမှာငိုရဲကစိတ်အင်းနာအေးနေတတ်သူဖြစ်၍လေဘေးမဖြောင်းလာသောတောခင်ကြီးနှင့်မျက်နှာချင်းဆိုင်ရသည့်ထက်စာအုပ်နှင့်တော်၎င်း အလုံးနှင့်တော်၎င်းမျက်နှချင်းဆိုင်နေရသည်ကစိတ်ချမ်းသာတကယ်သူဖာတိဖာတာနေတဲ့ခက်ဒီကို ရှေ့အခါကဘွေမြူခဲ့သောဒေါခင်ငင်းကြီးမှာယခုအခါဘွေယူခြင်းတလို့လို့ရှိလာလေ၏အကျဉ်လင်းနှင့်မယားလူကြီးလူကောင်းများလည်းဖြစ်၍မင်းပွဲဆိုးခွင်စသည်တို့နှင့်တာမှုနာမှုများကိုတွားရ၌အခြားသောဇနီးမောင်နှံတို့လိုတွေးရန်တွေးရန်တွဲကတွားလာခြင်းလည်းမရှိသလောက်နေပါခဲ့၏ ထို့ရုံနေပါရခြင်းအကြောင်းမှလည်းဦးချက်တောင်းမှာတိုက်ခအိန္ဒြေနှင့်မြန်မာပြည်ပြည်နေလိုသောလူကြီးစိတ်ရှိသလားဒေါကင်ငင်ကြီးမှမိဘရိုးရာကဆင့်သက်၍အနောက်နိုင်ငံသူအနောက်နိုင်ငံသားတို့၏အမှုအလေကိုအတူယူလိုက်စားလာသူများဖြစ်ခြင်းကြောင့်လင်းနှင့်မယားဗရာတလန်တန်တလန်ခွဲချမ်းခွဲချမ်းဖြစ်နေခဲ့၏လင်းမယားအတူတွေ့တတ်ရမည်လက်ဖက်ရည်ပွဲဥယင်ပွဲထမင်းစားပွဲ ကပွဲစသည်များတို့ဥချစ်တောင်းပဲအခါများမလိုက်ပါ။ဒေါခင်ငင်းကြီးတဦးရဲတာလျင်လက်တင်ရမိတ်ဆွေများနှင့်တွာလာခဲ့၏။တိုင်းပြည်ရေးရာကိစ္စအများအဖို့ကောင်းရကောင်းချောင်းဖြစ်သောဘာသာရေးတာတနာရေးပညာရေးစသောစီဝေးပွဲ။အော်ပြောပွဲတို့ကိုမူဥချစ်တောင်းတဦးရဲရှေ့ဆုံးကရောက်လာလျက်ဒေါခင်ငင်းကြီးမှဘဲအခါမှမပါခဲ့။တို့နှင့်လင်ကိုမယာစိတ်ထားတစ်မျိုးစီအကြိုက်တစ်မျိုးစီဖြစ်သောကြောင့် တကုတ်တလန်းစီကွဲပြားစွာ သွာလာနေထိုင်ခဲ့၏ထိုနေထိုင်ခဲ့မှုတို့မှာဒေါခင်ရင်ကြီးအဖိုးရှေးအခါကအေးမကြီးတော့လေယခုမူထဲ့သွင်းစဉ်းစားခြင်းမပြုဘဲမနေတာအောင်ဖြစ်လာလေ၏တို့ကြောင့်နောက်တနေ့ညနေဦးချက်တောင်အပြင်ထွက်ခန်းနေတွင်ဒေါခင်ရင်ကြီးကပင်စတင်၍ဒီမှာဒါကဘဲသွားဖို့တော့ဂျူဘလီဟောကိုလေ ကျောင်းကပွဲအတွက်မင်းနဲ့နယ်လီတို့ညီမနှစ်ယောက်စန္ဒယာတီဗီတချင်းကြီးတွေဆိုကြတာသွားကြည့်မလို့ကလေးတွေနဲ့ဘယ်သူပါသွားတယ်လဲဆရာမလေးပါသွားတာပေါ့ဒါဖြင့်အပြန်ကလေးတွေရောဆရာမရောရှင့်ကားနဲ့တင်ခေါ်လာခဲ့မှာပဲမဟုတ်လားအင်းတက်လက်စားတဲ့ခေါ်လာမှာပေါ့နှုတ်မို့နောက်တစ်ခေါက်ကားကြိုလွတ်နေရမှာပဲဘာထူးရည်လဲရှင်ဟာခုတလောကလေးတွေကိုဘာပြုတ်လို့ဒီလောက်ဂယုဆိုင်နေတာလဲ မင်းနဲ့ကွာကျုပ်သမီးကလေးတားကလေးတွေပျော့ပျော့ရွှွှွှွှနေတာမြင်ရတော့ကျုပ်လည်းဝမ်းသာတာပေါ့ကလေးတွေဂယုစိုက်တာလားကလေးတွေရမယ်ရှာပြီးဂယုစိုက်ခြင်းရစိုက်ရအောင်လို့လားဟာမင်းကလည်းဘလို့စကားတွေပြောနေတာလဲဒီမှာစကားပြက်ပြက်ပြောရမှာဖြင့်ဆ ्याम မညွတ်မေကိုကြုတ်အိမ်မှာမလို့ချင်တော့ဘူးအိုးဘာပြုတ်လို့လဲကွယ် ဒီကလေးမဟာကျုပ်သားသမီးတွေကိုအင်မတန်ခရုစိုက်ရှာတယ်။ပတ်စံပေးငှားတိုင်းဒီလိုစိတ်ရှိပြီးကျင်နာတတ်တဲ့ဆရာမမရနိုင်ဘူး။အိုးဘာပဲဖြစ်ဖြစ်ဒီကောင်းမရှိတာကျုပ်မကြိုက်ဘူး။စဉ်းစားပါအောင်ခင်ခင်ကြီးရဲ့ဒီကလေးတွေကိုမင်းကိုယ်တိုင်လည်းဂရုမစိုက်ချင်ဘူး။ကျုပ်ကလည်းယောက်ျားဆိုတော့နေရာတိုင်းသူ့ကိုလိုက်ပြီးမကြည့်နိုင်ဘူး။ကလေးတွေဟာဘာမှမသိတတ်တဲ့ ိမ်စေကံတွေပြုပင်ပြေးသမှနဲ့နေရရှာတယ်ဆိုတာမင်းအတိသားပဲခုလိုကလေးတွေကိုကြည့်ရှုဖို့ဆရာမငားရတာလဲမင်းငားကျင်နေဆိုလို့ကြုတ်ကိုယ်တိုင်သတင်းစာမှာကြေညာပေးတယ်။နောက်ဒီထဝယ်ကဆရာမကလေးရှောက်လာကိုလဲမင်းသဘောအတိုင်းရွေးချယ်ခန့်လိုက်တယ်။ခန့်လိုက်တဲ့အတိုင်းဒီတငယ်မကလေးဟာအလုတ်ကိုကျုတ်တို့ထင်တာထက်ပိုပြီးစူးစားလုပ်တယ်။ကလေးတွေကိုလဲကျင်နာချစ်ခင်တယ်။ကလေးတွေကလဲသူ့ကိုခင်နေကြပြီ။ သူ့အဖြစ်သူ့ချွတ်ရင်းချက်ဘာမှမပြနိုင်မဲနဲ့အเจ้าမဲတသက်အလုတ်ဖြုတ်ပစ်ဖို့မင်းတို့ကြုတ်တို့လိုလူကြီးလူကောင်းအဖို့မသိလျော်ဘူးဆိုတာလဲစဉ်းစားကြည့်စမ်းပါဦးဟုတ်တော့ဟုတ်တယ်ဒါပေတဲ့ကြုတ်သဘောမကျဘူးသဘောမကျရင်ကြုတ်ကလေးတွေကိုမင်းကိုယ်တိုင်တကယ်ဆိုင်မလားသူ့ကို၃လအတွက်လောက်အပူပေးပြီးထုတ်ပြစ်လိုက်မယ်အိုးကြုတ်ဟာဘယ်တော့မှသားသမီးရဲ့ကြုံလုံးဖို့စိတ်မကူးဘူး ကိုကိုကိုတောင်ဘလောက်အသက်သာခံတယ်လဲမွေးကလေးကအဆင်းရဲမခံဘူးသူများလက်ဝါးပေါ်မှာခြေချနင်းလာခဲ့ရတာရှင်မသိဘူးလားရှင်နဲ့လက်မထက်ခင်အပြုတ်ပွားတော့ကလေးကကျမဟာတားဒုက္ခလင်းဒုက္ခမခံနိုင်ဘူးလို့ပြောခဲ့တယ်မဟုတ်လားဒါဖြင့်မင်းကိုစားမင်းသွေးသားတွေကိုမင်းလိုထတ်တူထတ်မြကျင်ကျင်နန်းနာယူရထိမ့်သိမ့်နေတဲ့ဆ iam မကလေးမျိုးကို ထုတ်မပြစ်တဲ့မူဟုတ်တယ် မထုတ်ထိုက်ဘူးဒါပေမဲ့ဒီကောင်မကိုရှင်ကတိတ်အေးပေးနေတာကိုကျမမကြိုက်နိုင်ဘူးအိုးမင်းဟာတိတ်ခတ်တဲ့မိန်းမပဲဒီကောင်မကလေးဟာငါသမီးလေးလောက်ရှိတယ်ပြီးတော့ငါသားသမီးတွေကိုလည်းဝိကျေတန်းကျေထပ်ပို့ပြီးစောင့်ရှောက်နေကြလို့ညနေပပအေးပေးထတာပဲဒါကိုမင်းမကြိုက်တာကျုပ်အင်မတန်အံ့ဩတယ်အိုးဘာမှအံ့ဩစရာမရှိဘူးကိုလင်ကတခြားလူကိုအေးယူနေရင်ဘယ်သူမှမကြည်ပြူနိုင်ဘူး ကောင်းပြီကျုပ်ကယူစိုက်တာမင်းမကြည့်ပြူနိုင်ရင်မင်းရဲ့ဆရာမရဲ့ကလေးတွေရဲ့ဒီအိမ်မနေကြကျုပ်တခြားမှာသွားနေမယ်မင်းသဘောထားသေးတဲ့အတွက်ငါကလေးတွေတော့အနေထိုင်ဆင်းရဲအောင်ဆရာမကိုထုတ်မပစ်ပါနဲ့ဒီလိုကယူစိုက်တဲ့လူကိုကယူစိုက်ဖို့အရေးပေးတဲ့လူကိုအရေးပေးဖို့ဆိုတာတွေဟာလဲအားလုံးအိမ်ရှိမှဖြစ်တဲ့မင်းအလုပ်တွေကြီးပဲမင်းမလုပ်တဲ့အတွက်ကျုပ်ဝင်လို့ရတာကိုမင်းကတို့ထွားနေရင်ကျုပ်ဟာကျုပ် တော်ရသွားနေုံပဲ။ gain ပြောလေ။ကျုပ်တခြားသွားနေရမှာလား။အိုးဒီလိုလဲမနေရပါဘူး။ကုလင်ကိုနဲ့တာအတူနေချင်တာပေါ့။ကဲဒါဖြင့်မင်းတွေ့ကြရရှောက်ပြောမနေနဲ့ကွာ။ကျုပ်ကလည်းတစ်သားရုံမဟုတ်တော့မတရားတစ်ဖြင့်ပြောလိုက်ရင်မခံချင်ပေဘူး။တော်ခင်ခင်ကြီးပန်းမှာစကားအတွန့်မတက်လာတော့ဘေးကလေးတွေကိုမိမိကိုယ်တိုင်လည်းဂယုမဆိုင်လို့ မိမိကိုယ်စားဂရုစိုက်မိသူငှားပေးပြန်တော့အယိုးများသောချိခါသောနှင့်ဇကကြောရှိမိသည်မိမိယောက်ျားသည်တာမန်ယောက်ျားများကဲ့သို့မဟုတ်အလွန်တရာတိကျရိုးဖြောင့်လျက်တိတ်ခါတမာသည်နှင့်ကိုချင်းတရာပြေဝသူဖြစ်ကြောင်းမိမိကိုယ်တိုင်သိသဖြင့်ဤသို့ပြောမိသည်ပင်လွန်များသွားပြီလားဟုစဉ်းစားနေမိလျာဥချစ်တောင်းလည်းအဝိအစာများဆက်လက်လဲလေကတောင်းကပွဲရှိရာဂျူပလီဟောသို့ထွက်လာခဲ့လေသည် ဟုတ်ကဲ့ပါရှင်။ဆီယာမတကုံခင်ခင်လေးရဲ့ဆီယာမဆိုတဲ့ဝတ္ထုရှိကိုအပိုင်း၃အနေနဲ့ဒီနာမှာခဏလောက်ရှင်းနာခွင့်ပြုပါနော်။နောက်ထပ်အပိုင်းလေးမှာဆက်ပြီးဆုံကြမယ်နော်။ဆက်ဆက်ဆောင်မြော်အားပေးကြပါဦးရှင်။နားဆင်အားပေးကြတဲ့သူများအားလုံးကိုလည်းကျေးဇူးများကြီးတင်ပါတယ်ရှင်။